ခန်း37ညီမကလှန်ကူအပြင်ဈင်းကြလန်းအထိဝင်သွားပြီးပြီမဟုတ်လားတကားရွက်လည်းပိတ်ထားပြီးပြီဘလို့လို့တတိုင်းအပြင်ရောက်သွားတာလဲမြောက်ဘက်တကားရွက်ကနေထွက်မြောက်ဘက်တတိုင်းကနေအပြင်ဘက်ကျော်ရတာပေါ့နောင်မင်းညီတော်တတိုင်းပေါ်ရောက်လာတာကိုမတင်မရမိအောင်နောင်မင်းစကားတွေပြောပြလိုက်တာတိတ်ကောင်းသွားတယ်ဘလောင်းစီသူကြီးလူပြူတော်မျက်နှာကိုကြည့်ရင်ကျွန်ုပ်တက်ပြင်းရှိုက်မိသည်အမှန်တော့မာတော်ရွှေရင်တဲဤတားဖြစ်လေတော့ ူသည်ကျွန်ုပ်နှင့်တူဝီတော်ဆက်ပေသည်သို့သောအလောင်းစီသူသည် ကျွန်ုပ်ကို နောင်ကြီးအဖြစ်သာဆက်ဆံပေသည်နေပါဦးဒီလောက်ကြံမှုကြီးကဘဲကနေဘလို့ဖြစ်ပေါ်လာရတာလဲသူတို့ရဲ့အကြံကိုနောင်မင်းကဘလို့လုပ်ပြီးဒီလောက်ထိတေးစိတ်တိထားရတာလဲတကားရဲ့ခြေထားမှာလူနှစ်ယောက်ထားထားတာဟိုဘသူမရွှေရည်သူကလည်းအချိန်ကြိုက်တကားပိတ်ထားဖို့မှားထားတာပြီးတော့အာယုံခံထဲမှာကလန်တွေကိုရွတ်ဖြတ်ပြီးတပုံးတွေနောက်ကနေရာယူထားတာဟူဖီနဲ့ချက်ပေးဆက်သွဲကြတာ နောင်မင်းတဲလဲစိတ်ဆက်ပါလားကျွန်တော်မလုံမလဲပြုံးမိသည် အနည်းရှိဦးငှဖီးကို ခေါ်လိုက်ရသည်ကဲဦးငှဖီးပါဝင်ပြီးရှင်းပြမှာဖြစ်တော့မယ်မတန်တို့ဒီလို လုံမယ်ဆိုတာ နောင်တော့အစားဆုံးဘာကြောင့်တည်တယ်လဲဆိုတာဒီအစီမံဟာ နောင်တော့အစီမံဖြစ်လို့ပဲဟမ်ဘလို့အင်မတန်ချုပ်ထွေးတိမ်မွေ့တဲ့အဖြစ်ပဲညီမင်းကြီးရမားဆုံးတိထားရမှာကတော့ငတဲ့နဲ့သူ့လူတွေဟာမင်းရမန်ရဲ့အခက်လက်အဆွဲပွားအကျဉ်းကြံနေပဲ ဟမ်ဟဲ့လားတကယ်ကိုရန်သူစစ်စစ်တွေပေါ့မျက်စိတစ်ဖက်လက်ဥတ္တာမျိုးသားမင်းယမန်ကအလောင်းစီသူဤဘိုးတော်ဆောလုမင်းနဲ့ရန်ဘက်ရန်ဟောင်းများပဲထိုအကြောင်းကိုအလောင်းစီသူလည်းတည်ထားပေသည်ဟုတ်တယ်မင်းယမန်နဲ့ဆက်အနွယ်တွေဟာခမည်းတော်မင်းကြီးပေါ်မှာနန်းစဉ်ရန်ညှိုးထားခဲ့ကြတယ်မင်းယမန်မင်းဆက်ကိုပြန်ထူထောင်ဖို့ကြံစည်ရင်းရှိခဲ့ကြတယ်ဒါကြောင့်ကျန်စစ်မင်းကြီးရော ရာဇကုမာရရော ။လောင်စီသူကိုရော အားလုံးကိုသူတို့ရှင်းလင်းတုတ်တင်ဖို့နှစ်ပေါင်းများစွာကြံခဲ့ကြတယ်။ဂျီလိုမန်တင်တိုင်းဘောကခုံချတဲ့ဒင်းလယ်မျိုးကိုတခါတည်းစိုက်သွင်းခဲ့ပါရဲ့နောင်မင်းဟာ။သူတို့အစီမံကယာလဲညက်ကြက်လဲမောအစီမံပဲ။နောင်တော့ကို လိုလားយ៉ាងပြပြီးညီမင်းတို့ကိုဥစွာရှင်းလင်းမယ်။ပြီးမှ နောင်တော့ကိုပါဖယ်ရှားပြစ်မယ်။ဒီလိုကြံခဲ့ကြတာ။တဲရုပ်မှကြပါလား။နောင်တော့တဲ့လောက်ကြံပေးကြဟန်ဆောင်ပြီးနောက်မှ နောင်တော့ကိုပါတုတ်တင် မင်းရမန်ရဲ့မျိုးဆက်ကိုဆက်ထူထောင်မယ်ပေါ့ဒီကြံနဲ့နောင်တော့စီသူတို့ချင်းကပ်ခဲ့ကြတယ်တန်တော်နားထောင်နေရှာတော့လောင်းစီသူကလေးကိုအကြည်ရတော့တစ်ဖက်ကျွန်ုပ်မျက်နှာလွှဲလိုက်ရသည်ဖြစ်မှန်လုံးစုံကိုသူသိစေအောင်စာဆုံးရှင်းပြရနာတခုတော့အချက်ကိုကကျွန်ုပ်ခြံလှက်ထားရပြီတော့မီထိုအချက်ကကျန်စစ်မင်းကြီးတားတော်ကြီးစင်ဆက်ဖြစ်ပါလျက်ဒီနန်းအမွေမရရှိခဲ့ပဲဒညဝရီနဲ့တောင်စင်ခနခိုင်အစားဇေယခိတ္တရာဘွဲခံအဖြစ်နှစ်သား ကျင်တတ်ခဲ့ရသောကျွန်ုပ်ယာဇကုမာရသည်မြေကအရင်တာကအဖျားဖြစ်ခဲ့လေသောအဖြစ်ကိုနာကြီးကဥဇော်ခမီးတော်အပေါ်အမျက်ဆုပ်ခဲ့ခြင်းထို့နောက်လောင်းစီသူကိုထီးနှံမှဖယ်ရှားရန်စဉ်စားဆုံးဖြတ်မိခဲ့ခြင်းဟူသောအချက်ဒီဒီကို သူအလောင်းစီသူမသိပါစေနဲ့တော့ကျန်စီပြမှားမိခဲ့သည်ကိုကျွန်ုပ်ကဖွင့်ဟဝန်ခံ၍တောင်းပန်ပြီးဆိုပါလေညီတို့ဖြစ်နိုင်သည်နိ တစ်ချိန်လုံးဘာမှမတိခဲ့ရှာတော့အလောင်းစီသူကလေးသည်ကျွန်ုပ်ကိုမုတ်ချခွတ်လို့ပေးပြီးထို့နောက်စိတ်မကောင်းချင်းကြီးစွာဖြင့်ထီနာပလင်ထက်မှသူဆင်းပေးကောင်းဆင်းပေးပြီးဒိုဒီမဟုတ်ပါကလည်းရာဇကုမာရသည်အခါကဤသို့ကြံခဲ့သူပါတကားဟုသူခြောက်ချသွားနိုင်သည်သူ၏အပြစ်ကင်းသောနှလုံးသားတွင်အဆုံးအထင်ပေးကြံလေတော့မည်သူမသိပါစေနှင့်တော့ကျွန်ုပ်၏အစ္စတ၌မှောင်မဲခဲ့မှုသောဤအမိုက်တိုက်ကြီးသည်ကျွန်ုပ်ကိုယ်တိုင်ကဖယ်ရှားပြီးကမှ ူထံတို့အရေးလွဲ့အယောင်မဟပ်ပါစေနဲ့တော့မိမိအဝိဇ္ဇာမောဟအညစ်အကြေးကိုမိမိကိုယ်တိုင်သာကုံစင်စေးကြောသွားတော်မူဒီအရာက လောင်းစီသူလိုအခြားတပါသူက ခွင့်လွှတ်လိုက်ခြင်းဖြင့်ပြေပြက်ကြေပြောက်သွားနိုင်သည့်အရာဟုတ်မိမိမှတပါအခြားမြေသူတဦးတယောက်၏ခွင့်လွှတ်မှုခြေပြတ်မှုဖြင့်မြကြေပြက်နိုင်သည့်အရာမဟုတ်ဒီအရာက ကျွန်ုပ်ကိုယ်တိုင်စေးကြောပြမှ ပြေပြောက်နိုင်သောအရာ ိမိအမောင်တို့ကိုမိမိကိုယ်တိုင်သာဖြိုခွင်းရချေမည်။နောင်မင်းကိုချင်းကတ်တော့နောင်မင်းကသူတို့ကိုလိုလားဟန်ဆောင်ပြီးသူတို့နဲ့ပူးပေါင်းယူခဲ့တာပေါ့ဟဲ့လား။ဟေးမင်းနဲ့သူကွန်တရာကျွန့်မှုတရားစီရင်ဘွဲကဆရာလိုက်မယ်ညီမင်းဘလို့မင်းနဲ့သူကွန်တရာရယ်ကြကြဲငတဲ့နဲ့အဆောင်ချမ်းရွာသားငပိုက်တို့ကျွန့်မှုတရားဖြစ်ကြကြောင်းကိုကျွန်ုပ်ပြောပြလိုက်သည်။ထို့မှုတွင်တင်ဖမတရားသူကြီးအဖွဲ့၏အာဂရီကိုကျွန်ုပ်ကဝင်ရောက်ဖြိုဖျက်က ငတင်ကိုတရားရှုံးစေခဲ့ကြ။ဤတွင်ငတင်နှင့်တကွအရာနှုတ်ခံရသောတင်မမအဖွဲ့တို့ကျွန်ုပ်ပေါ်ရန်ညှိုးဖွဲ့ခဲ့ကြသောသို့သောမင်းရမန်မင်းဆက်ပြန်လည်ထူထောင်လိုသူများဖြစ်သည့်လျောက်ကျွန်ုပ်ပေါ်ထားသောရန်ညှိုးကိုစန့်ကျင်စီမံဖြင့်ဖော်ထုတ်ခဲ့ကြသောမမဲဝေဒနာတဲလို့ညီမရဲ့မဲတော်ကတဝင်လှုပ်ပြီးနောင်တော်ကိုခေါ်ခဲ့တယ်။နောင်တော်တ냐ဝရီကခရီးပြင်းပြန်လာပြီးဝကြီးအင်းမှာတ냐နားခဲ့တယ်။အဲ့ဒီညမှာနောင်တော်တို့တိတ်တဆိတ်အတိုက်ခံရတယ် ဒါပေမဲ့ရန်သူတွေပြန်ပြေးသွားကြတယ်ဒါကလည်းအယောင်ဆောင်တိုက်တာပဲတိုက်ပြီးပြေကိုအစကတဘုံလို့ထင်ခဲ့တာဒါပေမဲ့တဘုံမဟုတ်ပဲနန်းမင်းကလန်ရဲမှတ်တွေဖြစ်နေတယ်ပိုပြီးဆိုတာကအဲ့ဒီကလန်တွေဟာညီမရဲ့ကိုရန်တော်တပ်ဖွဲ့နှက်ခါရဝတ်စုံကိုကြက်တွေဝတ်ခဲ့ကြတာပဲဟာတိတ်ရက်ဆက်ရုပ်မာကြပါလားနောက်တနေ့ငသိန်တို့အဖွဲ့ကလမ်းကနေကြိုးပြီးဝကြီးရင်တိုက်ပွဲမှာတိုက်သူတွေဟာလောင်းစီသူရဲ့လူတွေလို့လောင်းတော့ပိုပြီးယုံကြည်အောင်စကားပြည့်ရယ်ဆင်ပြောကြတယ်။ မန်တော့အဲ့ဒီညကနောင်တော်တို့တိုက်ခိုက်ခဲ့ကြတဲ့လူတွေဟာသူတို့ကိုယ်တိုင်လေဒီတွင်ဦးငဖီဝင်ရောက်ရှင်းပြလာရတော့သည်ညတော်ထဲမှာကိုတော်လေးရဲ့ကိုရံတော်ကလန်တပ်ဖွဲ့ကနှစ်ခါရကိုကျဲဝှစုံတွေပျောက်ဆုံးခဲ့တယ်အဲ့ဒီပျောက်ဆုံးမှုနဲ့ဝကြီးရင်တိုက်ပွဲဟာအချိန်နဲ့ဆက်ဆက်နေတယ်ဒါကိုလှုပ်ဝက်စာထောက်လန်းသိရှိလာတဲ့သူကတော့မရွှေရစ်ပဲမရွှေရစ်ကဘယ်ကလဲမဆောင်ချမ်းရွာသားမရွှေရစ်ကိုကျွန်ုပ်မြင်းငါးစီးစီကတ်ဒီအကြောင်းနဲ့ ကျွမှုတရားစီရင်ရေးတွင်ဝင်ရောက်ဆုံးဖြတ်ပေးခဲ့သဖြင့်ကျွန်ုပ်ပေါ်ငွေရစ်တို့ကျေးဇူးသစ္စာခံကြကြောင်းကိုပြောပြလာရပြန်သည်ဒီခုခါ၌ကငွေရစ်ကိုကျွန်ုပ်၏ကိုရံတော်တပ်ဖွဲ့ကလန်မှုငယ်အဖြစ်ဒီဟာပေးအပ်ထားခဲ့ပြီးဖြစ်လေသည်အတော့ကိုရှုပ်ထွေးတိမ်မိတာပဲလောင်စီသူ၏မျက်နှာများဝိုင်းကအာမေနိတ်တစ်ခုပြီးတစ်ခုရေရွရင်းသာနားထောင်နေတော့သည်နောင်တော်တူရင်တောင်စီဗီဒီကတ်တိုက်မှာရှိနေစဉ်ကငွေရစ်ရောက်လာပြီးဒီအကြောင်းကိုပြောပြတယ်အားလုံးကိုဆက်ဆက်သုံးသက်ကြည့်ပြီးတော့ နောင်တော်ဟာအင်မတန်ရှုပ်ထွေးတဲ့ပြဿနာကြီးကိုသူ့အတိုင်းရှုပ်ထွေးတိမ်မွေ့တဲ့နည်းနဲ့ပြန်လဲရှင်းလဲဖို့စီစဉ်ချမှတ်ခဲ့လိုက်တာပဲ။ဗတင်တို့ကကျွန်ုပ်အားလိန်လဲလှည့်ပြခဲ့သည်ကိုကျွန်ုပ်သိတော်ညာမတိဟန်ဆောင်၍သူတို့အပေါ်ယုံကြည်ကိုးစားပြုခဲ့ဟန်ဆောင်ပေါ်မယံမိုင်းအစွဲပွားများအားလုံးကိုတစ်ချက်ထဲစုယုံ၍ဖမ်းမိအောင်ကျွန်ုပ်ကပဲအာနန္ဒာပွဲတော်ကြီးအချိန်အခါရွေးချယ်ခဲ့ပေါ်ဦးငှဖီငွေရွှေရွတ်နှင့်လှုပ်ဝက်စီမံခဲ့ပုံများကိုဆက်ရှင်းပြရလေသည် ဖျားပွဲကြီးမှာခမီးတော်နဲ့တကွညီမင်းကိုပါလှုပ်ကြမယ်လို့သူတို့ကိုယုံသွင်းခဲ့တယ်။အမှန်တော့ပြန်လှန်ထောင်ချောက်ညှို့ခွင်းဆင်ခဲ့တာပဲ။အားလုံးကြိုတင်စီမံတဲ့အတိုင်းဖြစ်လာတယ်။ဘာပဲမဲ့ငတဲ့ဟာမဆိုးစလောက်ကလေးရိတ်မိသွားပြီးခုလိုဖြစ်ခဲ့ကြရတာ။ဟင်းမေတော့ကိုဒီကြောင်းလေးပြန်ပြောဖို့ညီတော်ကိုယ်တိုင်ရှင်းလင်းအောင်တစ်ခုချင်းပြန်စီစဉ်ရအောင်မထင်နဲ့။လောင်းစီစုကပြုံးရင်းညင်းညူလေသည်။ဒူးသောကြိုးပေးတာပါပဲ။ခုတော့လူယုံမှာငတဲ့လဲသူ့တရားသူစီရင်သွားပါပြီ။ ဂျန်စီမအောင်မြင်ပဲအပြင်မှာငါအလှဲစားခံလိုက်ရလေချင်းဆိုပြီးပောက်ကွဲယူသွသွားတယ်။နောင်ရင်ချင်းထဲမှာပဲသူ့ကိုယ်သူဆင်ရင်သွားတယ်လေ။သူလူတွေလည်းမင်းပြစ်တံကြသွားကြတာပေါ့။ဟင်းမှန်တော့ရိမန္ဒပူရမှာစင်မီဟုံဟုံတောက်ဖို့တိုးကတီကလေးလူတော့တာကလား။ဦးမဖီကတန်ဝေကဖြစ်ရေရွတ်လေသည်။လောင်းစီသူကခေါင်းတဆက်ဆက်ညှိရင်ပြောသည်။ဒီကြောင်းတွေကိုဘိုးတော်မင်းကြီးစာဆုံးမသိသေးဘူးနော်နောင်မင်း။ လောင်စုသည်ပခုံးကိုနှွေးထွေးတင်းကျပ်စွာစောက်ကင်လျက်လွက်လက်ပေါ်ပါသောနှလုံးဖြင့်ကျွန်ုပ်ပြန်ပြောလိုက်သည်ညီမရဲ့ဘိုးတော်မင်းကြီးနောင်နော့ရဲ့ခမီးတော်မင်းကြီးတို့အစခတ်သိမ်းရှင်းလင်းတန်းစင်ပေးဖို့တာဝန်ဟာ နောင်နော့ပခုံးထက်ဦးကောင်းထက်မှရှိတယ်ညီမလောင်စုသည်မျိုးလုံးများမှာကျွန်ုပ်ပေါ်ယုံကြည်အားထားခြင်းချစ်ခင်တွေ့တာခြင်းများဖြင့်တောက်ပနေရှာသည်